မြန်မာနိုင်ငံမှာမတူမဝန်နိုင်တဲ့ရွှေစချောက်ပိတ်တာတန်ဖက်ရှင်သုံးမျိုးနဲ့ချမ်းသာတော်ကိုကြွားရင်ချားမီသမီးတွေကိုခြေချသွားတဲ့မိုးရီကိုမင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့မြန်မာလူပညာလောကမှာဖယ်မီသမီးတွေမှာလိုက်မမီနိုင်တဲ့ level တစ်ခုကိုရောက်ရှိနေကြောင်းတက်တည်ပြလိုက်တဲ့မင်းသမီးကြီးမိုးဟီကိုကြောင့်ကိုတင်ဆက်ပေးကြပါရစ်မမမလို့ချစ်စနိုးခေါ်ကြတဲ့မိုးဟီကတော့ဒီတစ်ခါမှလည်းပရိသတ်တွေကိုအံ့အားတင်သွားအောင်လုပ်လိုက်ပြန်ပါပြီအနုပညာလောကမှာမင်းသမီးတွေအများကြီးရှိပေမဲ့ မိုးရီကိုရဲ့ရှင်ဝါနဲ့ကြေဝါမှုကိုရှင်းနိုင်တဲ့သူကတော့လက်ချိုးရီလို့ရပါတယ်။အခုနောက်ဆုံးထွက်ပေါ်လာတဲ့သူမရဲ့ fashion ပုံရိပ်တွေကတော့ကျန်းတဲ့မင်းသမီးတွေကိုအသာလေးချေပြီးနောက်ောက်ချန်ထားခဲ့တယ်လို့ပြောရင်မမှန်မထင်ပါဘူး။ဘာလို့လဲဆိုတော့သူမဝစ်စင်ထားတဲ့ရွှေပါနာကတမဲ့မဟုတ်ပဲရွှေစချောက်ပိတ်တာကန်ရှိနေလို့ပါပဲ။ရွှေစည်တွေခေါင်ခိုက်နေတဲ့ဒီကေကြီးမှာရွှေတစ်ချက်သားဝယ်ဖို့တောင်းမှမနေရုံးကန်နေရချင်းမိုးရီကိုကတော့ရွှေစချောက်ပိတ်တာကို fashion ၃မျိုး၃စားနဲ့ဝစ်စင်ပြလိုက်တာဖြစ်ပါတယ်။ပထမဆုံးမြင်တွေ့ရတာကတော့တရုတ်ရိုးရာဝစ်စုံမှာ ဒီဝိဆောင်မှာမိုးရိပ်ကွာရွှေဒီအပြည့်စီချဲထားပြီးတော့တကယ်ကိုမှတရုတ်ဧကရီဘီအမကြီးတပားလို့ဒါမှမဟုတ်တရုတ်နဲ့တမီလေးတပားလို့ချက်တည်းရှိလွန်လာပါရင်ဒုတိယ fashion ကတော့အိန္ဒိယဝိဆောင်မှာရွှေအောင်တပိပိတောင်းနေတဲ့စားရီကိုခြုံထားပြီးတော့ရွှေသားဆစ်ဆစ်တွေနဲ့ပြုလုပ်ထားတဲ့အစင်းတစားရီကိုဝစ်ဆင်ထားတာကမျက်စိကြီးလောက်စရာပါပဲနောက်ဆုံးတစ်ခုကတော့မြန်မာဝိဆောင် fashion မှာရိုးရှင်းနေလို့ထင်ရပေမဲ့ဝစ်ဆင်ထားတဲ့ရွှေတဲတွေရဲ့တံမိုးကတော့တိမ်မောက်တောင်းချီတံမိုးရှိပါတယ် ဒီလိုမျိုးနိုင်ငံတကာ fashion သုံးမျိုးစလုံးကိုရွှေပြေးဝစ်စင်ပြီးတော့ကျညာရိုက်ကူးဖို့ဆိုတာမင်းသမီးတိုင်းမလုပ်နိုင်ပါဘူးအဓိကတော့မွေးကွေးခနာကိုမျိုးစားနဲ့ညနေပေါက်ပါပြီသူမဟာဘလိုဝစ်စုံမျိုးနဲ့မဆိုလိုက်ဖက်ညီတလို့တံမိုးကြီးပစ္စည်းတွေကိုဝစ်ဆင်လိုက်တိုင်းမှာလဲအဲ့ပစ္စည်းတွေရဲ့တံမိုးတိန်လူရဲ့တံမိုးကပို့ပြီးထိရှားနေတဲ့သူပါဒါကြောင့်လဲဝစ်စင်ရွှေဆိုင်လို့ကျညာကြီးတွေကသူမကိုယုံကြည်စွာရွေးချယ်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ပြည်သက်တွေကြမှာပြောစမဲ့ပြုနေကြတာကတော့ဒီရွှေတွေအားလုံးဟာကျညာရိုက်ဖို့တသက်မဟုတ်ပဲမိုးရီကိုကိုယ်တိုင်ဝဲယူပိုင်ဆိုင်ထားတာဖြစ်တယ်ဆိုတဲ့တဲ့င်ပါပဲဒါကပြည်နိုင်ခြင်းအများကြီးရှိပါတယ်ဘာလို့လဲဆိုတော့မိုးရီကိုဆိုတာအမှုပညာကျဲတကူရဲနဲ့ရက်တူနေသူမဟုတ်လို့ပါပဲအားလုံးသိကြတဲ့အတိုင်းမိုးရီကနမဲကြီးပိုးတဲ့တိုက်ကိုပိုင်ဆိုင်တယ်လို့အခြားသောစင်ရွှေနာလုပ်ငန်းတွေနဲ့အစင်းမြေစားတောက်ဆိုင်လုပ်ငန်းတွေကိုပါအစည်းလုပ်ကိုင်းနေတဲ့ business woman တတိမကြီးတယောက်ဖြစ်ပါတယ် ။တမရဲ့စီဝါရဲ့အင်ပါယာဟာတကယ့်ကိုမှခိုင်မာတောက်တင်းတာကြောင့်အခုလိုရွှေ16ပိတ်သားလောက်ကိုဝယ်ယူစုဆောင်းနေဆိုတာသူမအတွက်တော့အပန်းမကြီးတဲ့ကိစ္စတစ်ခုပါပဲ။အချာမင်းသမီးတွေကလူပညာလို့တခုတည်းကိုပဲအာယုံဆိုင်နေချိန်မှာမိုးရီကတော့စီဝါရေးဘက်မှာပါထိတ်တန့်ရောက်နေအောင်ကြိုးစားခဲ့သူပါ။ဒါကြောင့်လေခုလိုတက်ရွယ်တကူရောက်လာချိန်မှာဘလူးနဲ့တော်မှကြည်စရာမလိုပဲနေကိုပိုင်ငွေကိုပိုင်စီဝါနဲ့ဘေးမှာတပားလိုချိန်မွနေနိုင်တာဖြစ်ပါတယ်။သူမရဲ့ဒီဖက်ရှင်၃မျိုးနဲ့ရွှေစချပိတ်တာပုံရိပ်တွေဟာ ငါ့ကိုရှင်ကျင်ရင်ဒီလောက်တော့ဝပြနိုင်မှလာခဲ့ဆိုပြီးတိတ်ဆိတ်စင်ခေါ်လိုက်တယ်လို့ပါပဲ။အလားပါခန္ဓာကိုယ်တနာဥစ္စာနဲ့စီဝါရင်ဘက်ဆောင်ပြေဆောင်နဲ့မိုးရီကိုကိုတော့လေးစားအားကျမဆုံးဖြစ်ရပါရဲ့ရှင်။ကေပရိသကြီးမိုးရီကိုရဲ့ရွှေစချားပိတ်တာတဲ့ဖက်ရှင်သုံးမျိုးထဲမှာဘေးပုံစံကိုကြိုက်ဆုံးလေ။သူမရဲ့ကျေဝါမှုနဲ့အောင်မြင်မှုကိုရောအားကျမိရဲ့လား။ပရိသကြီးရဲ့မြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။အာဘိနာစင်ခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။